ြည့်စင်ရတော့မြတ်စွာဘုရားတောင်းတိစေတော်ကြောင့်တရင်သုံးနေလုံးတောင်းတိရဲ့ဘုရင်ဖြစ်တဲ့ကောသလမင်းကြီးဆိုတာရှိတယ်အဲဒီကောသလမင်းကြီးရဲ့ဆင်ကြီးကအပေါင်းရကဆင်တယ်အဲဒီဆင်ကြီးကငယ်ရွယ်စဉ်တုန်းမှတော့သူ့ကိုခိုင်းတာပေါ့လေအသက်ကြီးလာတော့ခိုင်းလို့မရတော့ခိုင်းလို့မရတော့ဒီမင်္ဂလာဆင်ကြီးကိုဒီမင်္ဂလာဆင်ဒီတိုက်စစ်တိုက်တဲ့ဆင်ကြီးကိုသူတို့လည်းလွတ်တယ်ဒီမှာပြီးပြီးလွတ်တယ် အလလတ်တိုင်းနဲ့ဒီစင်းကြီးကဝန်သောတိသောလျှောက်သွားတာတနေ့ကျတော့တောက်တိမြို့နားမှာရှိတဲ့ရေကန်ကြီးတစ်ခုတည်းရောက်သွားရောက်သွားပြီးတော့အထက်မှာရှိတဲ့ကြာဆွေကြီးကြာရင်တွေသူဆင်းပြီးတော့စားတယ်အထက်မှာရေဆင်းပြီးတော့တောက်တယ်အဲ့လိုဆင်းလုံရင်တည်းအဲ့ဒီစင်းကြီးကရှုံရနေတယ်ကိုဆင်းသွားရင်ဆင်းသွားရင်တည်းတွေးတွေးနစ်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 သွားတာရုံးလေနစ်လေရုံးလေနစ်လေရုံးလေနစ်လေဒီလိုဖြစ်သွားတယ် ြစ်တော်တော့ဒီစင်ကြီးတော့အစင်မပြေတော့ဘူးစင်ကြီးရတယ်ဟောတာပေါ့အစင်မပြေတော့ဘူးဆိုတော့ဆိုတော့ဘုရင်တန်ဒီတရင်ပို့တရင်ပို့တော့ဘုရင်အဲ့ဒီအော်ရင်ကစင်ကိုထိန်းတဲ့စင်တိန်ကိုမင်းအစင်ပြောင်းဆောင်ရလာရင်လို့ဒီလိုပြောတော့စင်ထိန်းရအဲ့ဒီချိန်မှာစစ်ချီတန်နဲ့စစ်စစ်မောင်းတန်နဲ့သူကတိုက်စစ်စစ်တိုက်တဲ့စင်ကြီးဆိုတော့ အစ်စ်တိုက်တဲ့ပုံစံမျိုးလားအတန်ဒီမျိုးမျိုးဒီလက်လက်ဒီသူတို့ပုံစံနေစစ်ချီတန်နေအဲ့ဒီစစ်တိုက်တဲ့ခါမှာသုံးတဲ့အရာတွေပေါ့လေအဲ့ဒါတွေယူလာပြီးတော့ကန်းနာတွေဘုံလုံးတိုင်းတိုင်းရေးဆိုဘုံဘုံဘုံနဲ့အဲ့ဒီစစ်ချီတန်နေစစ်မောင်းတန်နေပေးတာပေါ့နော်အဲ့လိုပြီးတော့ပြီးတော့အဲ့ဒီစီရသူယုံမှဖြစ်မယ်မယုံလို့ရှိရင်သူတည်မယ်ဆိုတဲ့စိတ်ကဖြစ်တာစစ်တိုက်မှဖြစ်မယ်နိုင်အောင်တိုက်မှဖြစ်မယ်နိုင်ရင်တည်မယ်နော် စစ်တမ်းအောင်တိုက်မှဖြစ်တယ်မနိုင်ရင်ဒီမှာစစ်တိုက်တဲ့အခါမှာထားတဲ့စိတ်ကြိုးသူကပြန်ပြီးတော့ဒီနေရာအနေကလုံးဝယုံမှဖြစ်မယ်မယုံရင်ကတည်မယ်လုံးဝယုံနိုင်ရင်ကရှင်းမယ်ဆိုပြီးတော့အမှအားခဲ့ပြီးတော့ယုံလိုက်တာအဲ့စီရင်လွတ်သွားတယ်ကုန်းပေါ်ရောက်လာပြီးတော့လွတ်သွားတယ်ဒီတည်းရောအเจ้าမှရှိတယ်တာဝတိစီရောအเจ้าမှရှိတယ်ရဟန်းတော်တွေရဲ့တစ်စက်တစ်စက်တစ်စက်ဆက်ကနေပါကြွားရင်တည်းတကားတော်ဘာရည်တစ်စက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 ်အဲ့လိုစကားကြီးပြောကြတော့ ဒီဒီတင်းစကားဘုရားရှင်ထံရောက်တယ်တဲ့ဒီတင်းစကားကဘုရားရှင်ထံရောက်တော့ဘုရားရှင်ကဈေတနာအရာမှာအလွန်ကျွမ်းကျင်တဲ့မြတ်စွာဘုရားဆိုတော့စိုးစိုးအတရားကာရလေးခေါ်လိုက်တယ်အပမဒရတဟောတသံစိတ်တမနုရခတဒုက္ခဥဒရထန္တနံပင်ကေတံတောဝကုံစရော ေကဝေပရိဒဏိဝါချက်သာရုချက်တပိတောအပမာရရတဟောတမမိမလျောမပေါမဆာတဲ့အပမာဒလို့ခေါ်တဲ့တတိနဲ့ပြောကြပါကုန်လို့သံစိတ်တမနုရကန္တမိမိရဲ့စိတ်ကိုအမြဲတမ်းဆုံးရှုံးကြပါကုန်လို့ဒုက္ခဥဒရထတ္တနံပင်ကေတံတောဝကုံစရော ဒီစင်မြောင်ကြီးဟာရှုညုံနေတဲ့ကလောင်းယုံသလိုမင်းတို့တွေလည်းရှုညုံနေတဲ့ရတဲ့လောင်းယုံတော့စင်းရဲတဲ့ဘေးရတဲ့လောင်းယုံတော့ချမ်းသာတဲ့ဘေးရောက်လောင်းယုံတော့အမောင်းတဲ့ဘေးရတဲ့အလင်းရောက်လောင်းယုံတော့ဆိုပြီးတော့မြတ်စွာဘုရားဒီတရားကာလလေးဟောတော့ဒေသနာဝတ္တတိဒီဘိကုအရဟတိပရိတေဟိတုတဲ့ ဒီတရားဒေသနာကိုနာပြီးတော့ဘုရားရှင်ကသစ္စာလေးပါးပြအဲ့တရားနာပြီးတော့ယဟန်ဒီအများကြီးသောတာပန်တည်တဲ့တဂရကံတည်တဲ့တချို့အနာဂံဖြစ်တယ်ဒီတရားနာရတဲ့သူတွေတချို့ယဟန်နာဖြစ်တယ်လို့ဒီလိုဆိုဆိုဆိုတော့ဒီတရားရဲ့အနည်းချက်ကတော့အရာပါမမိမလျော့ဘဘမစအဲ့ဒီဇလကဇကလုံးကိုဆက်ပြီးတော့စဉ်းစားမယ်ဆိုရင်အပမာဒရတာဟောတာမမိမလျော့ဘဘမစတဲ့အပမာဒလို့ခေါ်တဲ့တတိနဲ့ပြောကြတဲ့ ဒုတိယတတိနဲ့ပြောလို့မြတ်စွာဘုရားကမိန့်တယ်ဒုတိယတတိနဲ့ပြောသလားမပြောသလားဆိုတာကိုကိုကိုသုံးသပ်ချက်ဘုရားရှင်အပမဒိဋ္ဌသမ္မာဒိဋ္ဌမမိကြနဲ့မမိကြနဲ့လို့ပြောတယ်ဒါပေမဲ့တို့အသိမိသူပြီးတော့ဘာမမေးရဘူးလဲဆိုရင်သဘာဝတရားကိုလည်းမမိနဲ့တဘာဝတရားကိုမမိရဘူးတဲ့ဘာမမိရဘူးလဲသဘာဝတရားကိုမမိရဘူး အဲ့ဒီသဘာဝတရားကဘယ်လိုမျိုးရှိလဲဆိုရင်မြင်တာတဲ့သဘာဝရေမမြင်တာတဲ့သဘာဝရေလို့မျိုးရှိတယ်သဘာဝဘယ်လိုမျိုးလဲလဲမြင်တာတဲ့သဘာဝရေမမြင်တာတဲ့သဘာဝမြင်တာတဲ့သဘာဝကတော့တို့တွေဒီမှာကလေးတွေမွေးလာတဲ့ကိုကိုယ်တိုင်းလည်းမွေးခဲ့တယ်သမီးတွေလည်းမွေးနေတာမြင်နေတာနော်ပရိသတ်တွေနေတယ် ပြီးတော့ဘွေးကြတယ်ပြီးတော့ကြီးပြင်းလာတယ်ကြောင်းတက်တယ်ပြီးတယ်ဆိုရကစားတယ်ပြီးတော့အရောင်ရသားတွေကြတယ်ပြီးတော့ဝိုးကြတယ်ပြီးတော့နာကြတယ်ပြီးတော့တည်ကြတယ်ကြီးဥဖြစ်စီနော်ဒါမြင်လာတဲ့သဘောပါမြင်တယ်သမင်လေးတွေစိုက်တယ်ပြီးတော့တည်တယ်ပြီးတော့တည်တယ်မြင်တယ်မြင်လာတဲ့သဘောမမြင်လာတဲ့သဘောဝါဖြစ်တဲ့သဘောဝါဘေးတယ်သဘောဝါဘေးတယ်ဘာဖြစ်မှာဘာဖြစ်မှာဆိုတာတော့တော့မမြင်တာဟုတ်လား အဲ့ဒီမြင်သားတဲ့သဘောဝါကြောင့်လည်းဒုက္ခဖြစ်တတ်တယ်အဲ့ဒါလည်းမမေ့နဲ့အဲ့ဒီအတွက်ဂျူတင်ပြင်စင်တာပြစီဥစ္စာပိုင်းဂျူတင်ပြင်စင်တာမယ်ရုပ်တို့ပိုင်းနေတဲ့ဂျူတင်ပြင်စင်တာမယ်စိတ်တပ်ပိုင်းနဲ့ဂျူတင်ပြင်စင်တာရုပ်တို့တို့ပိုင်းဆိုတာကိုယ့်ရဲ့ပြစီဥစ္စာတွေကိုယ့်ရဲ့ပစ္စံတွေကိုယ့်ရဲ့လောဘလဆာတွေရည်ကြီးတဲ့အရာတွေပေါ့နော်စိတ်တပ်ပိုင်းဆိုတာကတော့အဲ့ဒီသဘောဝဘေးတန်ကြောင့်တစ်ခုခုဖြစ်ခဲ့ရင်ဆိုတဲ့စီမျိုးပေါ့နော် အခုဆိုလို့ရှိရင်မန္တလေးတို့ဘာလို့အထက်မြင်ပါပြီခဏခဏငလေးနေလှုပ်လှုပ်နော်အဲ့လိုငလေးနေလှုပ်တဲ့အခါမှာသူတို့စီလှုပ်တယ်တို့တပြည့်နေရာတွေလည်းလှုပ်နိုင်ခြင်းရှိတယ်ဆိုပြီးတော့သတင်းတွေပါတယ်ကြော်ညာထားတာဟုတ်အဲ့ဒါဆိုတော့မြင်သာတဲ့သဘာဝအတွက်ဂျူတင်ပြင်ဆင်ဖို့လိုအပ်တယ်လို့မမြင်သာတဲ့သဘာဝအတွက်လည်းဂျူတင်ပြင်ဆင်ဖို့လိုအပ်တယ်တဲ့ကိုယ့်ပစ္စည်းဥစ္စာတွေလည်းဂျူတင်ပြင်ဆင်ဆရာမယ်စိတ်ဓာတ်ပိုင်းလည်းဂျူတင်ပြင်ဆင်ရတယ်တကယ်လို့ဒီသဘောဝဘေးတန်တဲ့ဒုက္ခကိုဖြစ်ရင်တော့မှအဆိုးဆိုးဝါးဖြစ်မှာ ဘဝမရောက်အောင်တကယ်လို့တည်သွားရင်တော့လူပဲတည်ကုသိုလ်မတည်အောင်ကုသိုလ်မတည်ဘူးဆိုရင်လူသားတည်တာကုသိုလ်မတည်ဘူးလေတည်ပြီးတဲ့နောက်မှာမကောင်းတဲ့ဘဝရောက်စေအကြောင်းမရှိကောင်းတဲ့ဘဝပဲရောက်မရောက်လူပဲတည်ပါစေကုသိုလ်မတည်စေနဲ့ဒါမျိုးဖြစ်အောင်မြတ်စွာဘုရားတတိနဲ့တည်ကြတတိနဲ့ကြောကြဆိုပြီးဒီလိုပြောတာမြင်တာတဲ့သဘာဝရှိတယ်။နောက်မမြင်တာတဲ့သဘာဝတစ်ခုကပါလဲဆိုရင် ဆိုတော့တဘာဝမိတယ်လို့စတဲ့အရာတွေဆိုလည်းမမြင်သားတဲ့တဘာဝတရားတွေနော်။နောက်နောက်မမြင်သားတဲ့တဘာဝတကူပါလဲဒီယုတ်ထဲမှာရှိနေတဲ့ဒီခန္ဓာကိုယ်မှာရှိနေတဲ့ဒီတို့ရဲ့အသွေးသားထဲမှာရှိနေတဲ့ယုတ်တရားတွေအသွေးတရားထဲမှာရှိနေတဲ့အသွေးတွေနော်ဒီယုတ်တည်ဒီနံတွေရဲ့လက်ပတ်မှုမမြင်အောင်လို့နတိတော်တော်ဝိရတဲ့ဤရစီတယ်လို့ပဲတဲ့ ဒီဘဇာလဝိညာဉ်စီမီထုံးတော်ပဲတဲ့ပြောင်းတိုင်းလေးထုံးပြီးစီမီလေးထုံးပြီးဆိုရှင်အဟောင်းဟာချုပ်အစ်ကထပ်ဖြစ်တယ်အဟောင်းဟာချုပ်အစ်ကထပ်ဖြစ်အဟောင်းတည်တယ်အစ်ကထပ်ဖြစ်တယ်ပြောင်းတိုင်းလေးစီမီတိုင်းလေးနော်နတိသောတော်ဝိညာဉ်ကြီးရစီတယ်လို့ပဲတဲ့ဒီအကြောင်းပြီးနောက်မှာကဲရကမွေးချောင်းရှိအမွေးချောင်းရေးရစီသွားတယ်ကြီးရစီသွားတယ်ရှင်အဟောင်းဟာပြက်အစ်ကထပ်ဖြစ်အဟောင်းဟာပြက်သွားအစ်ကထပ်ရောက်အဟောင်းကြီးရစီသွားအစ်ကထပ်ရောက် အဲ့လိုပဲတို့ရဲ့ဒီယုတ်ဒီဒီခန္ဓာကိုယ်ကြီးကလည်းအချိန်တိုင်းအချိန်တိုင်းပြေးနေအချိန်တိုင်းအချိန်တိုင်းအဟောအတိအတိကထပ်ပြေးအဟောအတိအတိကထပ်ပြေးလင်းမြန်လုံးလို့ဒီတဘောင်ကတည်းကမမြင်တော့ဘူးမြတ်စွာဘုရားတော့တပည့်ကျတဲ့ဉာဏ်နဲ့မြင်နောက်ပိုင်းတပည့်တပည့်ပညာရှင်တွေသိပ္ပံပညာရှင်တွေကတို့ရဲ့ပညာရတဲ့လိုက်ကြည့်တဲ့အခါမှာတို့လည်းမြင်တယ် တို့မြင်တို့ရေဘုရားအရှင်ကြိုတင်ပြီးမြင်ပြီးသားဘလို့ဘလို့ဘလို့ဒီစိတ်ကဲအကြောင်းကြီးရုပ်ကဲအကြောင်းကြီးအဲမှာရှိတဲ့သတိသားတွေဒီလက်ညှိုးလေးတစ်ချောင်းကိုွေးတာကြီးကြီးလက်ကလေးတစ်ချောင်းကိုွေးတာကြီးကြီးအဲ့တော့တော့ဒီခန္ဓာကိုယ်ကဒီအကျော်တွေဘလို့အလုံးလုံးလဲဆိုလဲသိပါပြီညာနောက်မှမြင်တာဘုရားဟိုးဆိုကြီးရဘလို့ကဘလို့အကြောင်းကြောင့်ဘလို့ဖြစ်ပြီးတော့ဘလို့ဖြစ်တယ်ဘလို့ဖြစ်ပြီးတော့ဘလို့ဖြစ်တယ်အဲ့ဒါတွေတို့ဘုရားဟောပြီးသားဆိုတော့မြင်သားတဲ့သဘာဝရဲ့မမြင်သားတဲ့သဘာဝရဲ့ အဲ့ဒီမြင်တာလဲသဘာဝဟောမမြင်တာလဲသဘာဝအကုန်လုံးချုပ်ကြောက်ပြည့်စည်တဲ့သဘောရှိတယ်အကုန်လုံးဖြစ်ပြီးပြည့်မယ်ဆိုပြီးတော့ပြန်ရှင်းမိအဲ့ဒါမမိကြနဲ့တဲ့တတိနဲ့ပြောတဲ့ပြောတော့ပြောတတိနဲ့ပြောဟာအချိန်မီတစ်ခုခုဖြစ်သွားနိုင်တယ်ဖြစ်သွားခဲ့ရင်လည်းရင်ဆိုင်နိုင်တဲ့ခွန်အားရှင်ကိုကြိုးစားထားနော်ရုပ်ဝတ္ထုပိုင်းလည်းတတိထမ်းပြီးတော့ယူဆရမယ်ပြင်ဆင်ရမယ် နာဆိုတဲ့စိတ်ပိုင်းဆိုင်ရာလည်းတည်ထားပြီးတော့ပြင်ဆင်ရမယ်ကိယုဆရာမယ်လို့မြတ်စွာဘုရားဒီလိုမိန့်ပြင်တာတဲ့သဘောဝအတွက်ပြင်ပြင်တာတဲ့သဘောဝအတွက်ချုပ်တင်ပြင်ဆင်ထားတယ်နော်ကုသိုလ်တွေလှုပ်ထားလူသားတင်ရင်ဒီပြင်ကုသိုလ်မတင်ရင်စင်တဲ့တရားမတင်စင်တဲ့ဆိုပြီးတော့ဘုရားရှင်ဒီလိုမိန့်တယ်အပမဒရတဝဒသစိတ်တဘလို့ရခတအပမဒရတဟောတာမမေ့ပလျော့မမုန်းမဆတဲ့အပမဒနဲ့ပြောကြတယ် အပမတော်တဲ့ပြောလို့မြတ်ရှင်မိနေတို့ကအပမတော်ကိုမိတာမြတ်စွာဘုရားရှင်ဆုံးမတဲ့ဒီမမိမလျော့မဖို့မဆတဲ့အပမတော်နဲ့ဒီဆိုတဲ့စကလုံးကိုဘုရားရှင်အချိန်ကုန်ပြန်စော်မိတာဒီစကလုံးကိုဘုရားရှင်တစ်ခါစကားပြောလို့ပြောတာမရှိတဲ့တက္ကတက္ကပြောလို့ပြောတာမရှိတဲ့မြတ်စွာဘုရားဒီစကလုံးကိုတက္ကတက္ကဘယ်လောက်ထိပြောလဲဆိုရင်1992တိတိပြောတယ်တဲ့မမိကြနဲ့မမိကြနဲ့ဆိုတဲ့စကလုံးကလုံး တို့ဒီခီးသွားပြီအမကားနဲ့တော့မယ်ကားတော့မေးချင်ခဲ့တယ်ဘလို့စဉ်းပြီနော်ကားတော့အိမ်ထဲမှာသူကကားပေါ်ရောက်ပြီအိမ်မပြမတက်ချင်တော့ဤတကားပြေးပြီးသွားပြီဒါမျိုးတွေလည်းရှိတတ်တယ်နော်တကားခီးသွားတော့မယ်ပင်ရလေးချခဲ့တော့ဒါဤတကားမပြေးပြီလို့မီးမိန်းနေမချမီးလို့ဝါလေးချန်လို့ဖုံးလေးချန်လို့ကစားအိမ်လေးချန်လို့အဲ့လိုမျိုးတွေဖြစ်တတ်တယ်နော်အဲ့ဒါကြောင့်ဘုရားမမေ့နဲ့မမေ့နဲ့ဘယ်အရာမှမမေ့နဲ့ဆိုတော့ အဲ့ဒီတာမန်ပစ္စည်းလေးတွေမေမေခိုင်းတာမဟုတ်ဘဲနဲ့ဒီယုတ်တရားတွေဒီတန်တရားတွေချစ်ချစ်ပြည့်ချင်းသဘောရှိတဲ့အရာချုံဆုံးပစ္စည်းသွားတဲ့သဘောရှိတယ်။တနည်းကြရင်တရားမယ်အဲ့ဒါမမင်းနဲ့ဆိုပြီးဉာဏ်ရှင်တရားဆုံးမှာ။ဘလို့ဒီပြောလဲအချိန်ပေါင်း1992တကြိမ်တည်းပြောနေတယ်။မြတ်စွာဘုရားသာဝတိစေတော်အကြောင်းဆုံးခံကြွဆုံးခံပြန်လာပြီဆိုလို့ရှိရင်ချစ်စည်းရင်အဲ့ဒီစကလုံးမမိတ်ဘူး။ဘိကဝေအပမတိတသမတိတံတံ ဘိကဝေจิตတော်ချက်သမီးတို့အပမတိနသမတိတမမိမလျံဘဘမစားတဲ့အပမတလည်းခေါ်တဲ့တတိနဲ့နေကြပါကုန်လို့တတိနဲ့နေကြဆိုပြီးတော့မိန်တယ်ဘုရောဘာတော်တော်မောလောကသမီးလောကမှာဘုရားဖြစ်ရဖို့ခင်းရင်လည်းဘလုတ်တတပိလဝတော်လောဘလူဘရဖို့ခင်းရင်လည်းတောလောဘပပိစ္ဆာတောလောဘသာရဝတဝနစသည်စသည်ဖြင့်တောလောဘတရားငါးပါးဟော ုလမတရား၅ပါးကိုမြတ်စွာဘုရားခြေစည်းကပြန်လာတိုင်းပြန်လာတိုင်းမပြီးကြတဲ့သုခံပြန်လာတိုင်းခြေစည်းနဲ့မပြီးကြတဲ့ဆိုတဲ့စကားလုံးပြောတယ်တဲ့ဒါဝိရှိမြတ်ရှိတော်ကောင်းကြီးတရားစူးစီးထားတာ1990နဲ့တကြိမ်တိတိပြောတယ်လို့ဒီလိုဆိုတယ်။ဒါမြတ်စွာဘုရားတရား၄၀နဲ့ရှိခုနဲ့ကစုံလာပြီးနေကုသိနာရေဟောတာမို့အင်ဂျင်တော်မှာပြိဋိဒိဗံပြုတယ်။အဲ့လိုပြိဋိဒိဗံပြုတဲ့အခါမှာလဲနောက်ဆုံးမိတ်သွားတယ်ဒီစကားလုံးမဲ့မိတ်။ တို့ဖိုးဒီအဖွားဒီမိနာစုဒီခီးတော်တော့မယ်ဆိုလို့ရှိရင်အရေးကြီးတာဒီမာတိမာတာရှိတလောကလုံးရဲ့ဖခင်ကြီးဖြစ်တဲ့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရမာပြီဆိုတော့အရေးကြီးလို့ဘာမာလဲဆိုတော့ပရိနိဗ္ဗာန်ပြုပြီဒါပဲမာတာတို့ဖိုးကြီးတွေဖွားကြီးတွေအရာသူတွေတဏှာတော့မယ်ဆိုအရေးကြီးတာဒီမာတယ်ဘယ်မှာလို့လဲဘယ်လိုပဲသူပဲချမ်းသာဆိုပြီးမာတယ် ဘုရားရှင်ပြိဋိဗံပြုတိမာတာဒီစကလုံးမှမာတာအတ္တတိဘေကဝေအမန္တယမိဝဝိယဓမ္မသင်္ကာရအပမတိနသမ္မာတိတံအတ္တတိဘေကဝေအမန္တယမိဝဝိယဓမ္မသင်္ကာရအပမတိနသမ္မာတိတံဟန္တာဟင်ပင်ပန်းလေစွာတကားဟန္တာတတရှိစေဝါလိစကမယေမနာပေတရားယေမြေစီကိုတိုက်ကြွတော်မူခဲ့ရသဖြင့် ခန္ဓာတော်ရင်နှဲရင်ငါကိုယ်တော်ရှင်မြတ်တကယ်ပင်ပြင်းပြင်းရသည်ပြီခန္ဓာတော်ရင်နှဲလို့ငါကိုယ်တော်ရှင်မြတ်တကယ်ပင်ပြင်းပြင်းပြီဦးဇင်းတော်ကပြင်းပြင်းပြီခုနဟိုဘွားကြီးကပြောတာအတန်းကိုနားထွက်တာပဲမနလေးတိုင်းရဲ့အိတ္တိယသစသည်တည်းလုံးငုံတို့ငုံတို့နဲ့ဟိုမှာတရားဟောလိုက်ဒီမှာတရားပြလိုက်ပရိသတ်နဲ့ဆက်ဆံလိုက်ကျောင်းထဲတို့ယောဂီတွေအတွက်တရားရည်မလားဦးရေကိစ္စသည်ဆောင်ရှင်း အဲ့ဒီတူကိုအတွက်အဲ့ဒီကိုဆောင်ရဲသူတို့ဘယ်နှပါအောင်ဆုံးပါဖုံးပြရမလဲအောင်ဆုံးအတွက်ဆောင်ရဲနေဆုံးပါဖုံးပြနေဆုံးအတွက်ဆောင်ရဲဒီကြားထဲမှာမိုက်ကြီးများစာနေမလားစာနေစားရအောင်ဆိုပြီးတော့မြန်မာမုန်းတော့ပါတော့ဆောင်ရဲနေ့ဒီပိုင်းဒီကိပိုင်းကြတော့လေအေးဒီပါလီဘုံဘီလိုဘသူကဘယ်အလုပ်ဘသူကဘယ်အလုပ်ဆိုပြီးအဲ့ဒါဆောင်ရဲအဲ့ဒါဒီရှောက်တော့နေနဲ့အတန်းရေရနားနေလို့ဆိုတော့ ်မြတ်စွာဘုရားဒီမှာပြောတဲ့စကားလုံးလေးတစ်ခါတည်းအဲ့ဒါလေးစိတ်ထဲကနေပြီးတော့ရုပ်မိတယ်ပါးစပ်ကလေးသင်ချာထွက်ပြီးတော့ရုပ်မိတယ်အော်ဘုရားရှင်တော်မှာဒီစကားလုံးဒီလိုမိတ်နိုင်တာပဲဟန္တာတဏိဘိကဝေအမန္တယမိဘဝေယဓမ္မသင်္ခါရအပမတိတသမ္မာတိတဟန္တာဟင်ပင်ပန်းလေးစွာတကားဟဲ့ပင်ပန်းလိုက်တာလို့ဤတဲ့သဘောနော် ဘုရားရှင်တနည်းကိုတနာရီကျော်ကျော်လောက်ပဲချိန်တယ်တနာရီကျော်ကျော်လောက်ပဲအနာယူနိုင်တို့တဲ့အနာယူနည်းနည်းလေးပဲအနာယူတယ်ဆိုတော့ဘုရားလုံးတော်ဝိရိယနဲ့ရှင်ဘာမှမဆိုင်ဘူး။မနေ့အစိုးရထားတဲ့အာယုံမတက်ခင်လည်းအစိုးရရဲ့ထားပြီးတော့လောကရသုံးပါးကြီးတဲ့ဒီတပတုချုံအောင်မလဲ။အောင်မြင်မှရှိတဲ့ဘေယောဂီတွေတော့ချုံမှဖြစ်မယ်ဒါမျိုးပေါ့နော်။ဒီမှာရှိတဲ့ဘုသူကိုချုံမယ်ချုံစရာရှိတဲ့သူကိုလောကရသုံးပါးကြီးတဲ့ချုံစရာရှိတဲ့သူဆိုဟိုမြမပြမဆိုတဲ့ချက်ချုံတိုးထဲမှာဆိုတဲ့တိုးထဲသွားချုံချုံ။ ချွတ်တယ်ချွတ်လိုက်တယ်လူတွေကိုချွတ်တယ်နောက်ဆုံးဖို့ဆုံးကကြွားစားသည်အဲ့ဒါကြီးလုံးတနေ့လုံးညကြတော့လေလူပရိသတ်တွေတရားဟောပြီးတော့ယဟန်တော်တွေတရားဟောနတ်တွေတရားဟောတော့တန်းကုန်ကြောပါနတ်တွေကိုတရားဟောလို့တန်းကြုံတော်ကြော်သားပြီတရားတပွဲကိုတနင်္လာနေ့တနင်္လာပဲထားတန်းကောင်ကြော်လေးစနေနှစ်နိုင်လောက်မှတရားပွဲပြီးတဲ့ထားဒါတကပြမကြီးတွေကလာပြီးတော့မေးကြမြန်ကြတရားနာကြသေးတယ်သုံးနိုင်လောက်မှရရှိတယ် တဲ့ကြတော့လေ၄နိုင်တော့ထားတယ်ဆိုတော့ဘုရားရှင်တဏိတာကျေးဇူးမနာယူမှာတနိုင်ကျော်ပဲရှိအဲ့ဒါနေစားနေတယ်ပြောမယ်ဆိုလို့ရှိရင်ဒီရပိုင်ခွင့်တစ်ခုကိုတပည့်ညွတ်တော်ညံဆိုတဲ့ရပိုင်ခွင့်တစ်ခုရအောင်ကြိုးစားခဲ့တာဘလို့ကြိုးစားခဲ့တာလဲဆိုရင်ဒီတတ္တဝါတွေကိုချုပ်ဖို့အတွက်သူ့ဘာသူတရားကျင့်ပြီးတိမ့်မှန်ကြွရအောင်ဆိုဦးတဲ့ရောက်ဆိုဦးတဲ့ပြီးတော့ တတ္တဝါတွေကိုတနာလုံးလို့တတ္တဝါတွေဒုက္ခဖြစ်မှဆုံးလုံးလို့တတ္တဝါတွေဟိုလိုက်နာလိုက်ဒီလိုက်ဒီတန်ត្រာဒီဒုက္ခတွေကချွတ်စေခြင်းလုံးလို့တတ္တဝါတွေတွေငဲ့ပြီးတော့တပ္ပညရဉာဏ်ရအောင်ပါရမီတွေဖြည့်တာဘယ်လောက်ဖြည့်ခဲ့တာလဲဆိုရင်ဈေးတိချင်းနဲ့ကဘာတသိတိတိဖြည့်ရတယ်တဲ့ ဘလောက်ဖြစ်ရတယ်လဲဒီတင်ချင်းတဲ့ကမ္ဘာတသိန်းဟာတစ်နှစ်တည်းမဟုတ်ဘူးတစ်ရက်တည်းမဟုတ်ဘူးတစ်လတည်းမဟုတ်ဘူးတစ်နှစ်တကမ္ဘာလောက်နေမဟုတ်ဘူးနော်ဒီတင်ကမ္ဘာကလေးတင်ချင်းတဲ့ကမ္ဘာတသိန်းအဲ့လောက်ထိတော့သူကြိုးစားခဲ့ရတယ်အဲ့လောက်ထိတော့သူပါရမီဖြည့်ခဲ့ရတယ်တကယ်တမ်းရပိုင်ခွင့်ဘုရားဖြစ်လို့ကြံပြီးတော့ဒီခံစားခွင့်ပြန်ခံစားပြီဆိုတော့ဘယ်နှစ်နှစ်ကြာလဲတို့ကြပါဦးတို့ကြပါဦးတို့ကြပါဦး ဘုရားပြိဋိဘံပြုလာတက်တော်80လီတက်တော်80လီဝါတော်ပလောင်းနေရတယ်တဲ့50ခန့်တက်ပဲလေလေးတိချင်းတဲ့ကမ္ဘာတသိန်းကျူးစားခဲ့ရတာပြန်ခန်းစားလို့50ခန့်တက်တယ်ခန်းစားရဆိုတာတို့လို့ဒီစည်းစိမ်ကိုရှစ်ပြီးတော့ခန်းစားနေတာမျိုးမဟုတ်ဘူးနော်တတ္တဝါတွေအတွက်လုတ်ပေးတာလုတ်ပိုင်ခွင့်ရပိုင်ခွင့်ချပြနိုင်ခွင့်အလုတ်လုတ်ခွင့်ရတယ်50ခန့်တက်တယ် ူဘော45နှစ်မှရှိတာမှတော့လေလို့စရုမာရေနတ်တန်တရဲ့လူနှစ်50စီစရုမာရေနတ်တန်တရဲ့လူဘလောက်တယ်လဲစရုမာရေတရဲ့စာတော့မရှိဘူးပြန်ဖြစ်တယ်45နှစ်ကတောင်းလိသာနတ်တန်တရဲ့လူနှစ်တရာရှာမာနတ်တန်တရဲ့ဒုတိယ50စီစရုမာတောင်းလိသာရှာမာတုတိတာနတ်တန်တရဲ့ဒု200 တုမာတိတောင်းနေတဲ့ယမတုတိတနေမာရတိနတတတရေတို့နှစ်250ပရဏိပိတဝတဝတိတန်တတတရေတို့နှစ်300ဝတဝရိတပြေကနတ်တပိလေးလာပါလေဗျာဆိုတာနှစ်300ပါတို့သူတို့ရဲ့သူတို့ရဲ့တရေတို့နှစ်300ရောက်ပါလိမ့်နှစ်300ရောက်ပါလိမ့်တို့နှစ်300ဆိုတော့ဆိုတော့ဝတဝရိနတ်ပြေတန်တတတရေဟာ တို့အနှစ်300ဆိုရင်ဘုရားရှင်ကိုပြိဋိဌာန်ပြုတာ2568နှစ်ရှိစီဝတ္တဝတိနတ်တတန်နဲ့ကြည့်မယ်ဆိုရင်ဝတ္တဝတိနတ်တတန်နဲ့ကြည့်အောင်နော်ဘုရားပြိဋိဌာန်ပြုတာဘယ်နှစ်ရှိပြီလဲ2568နှစ်ဝတ္တဝတိနတ်တတန်တရကတို့နှစ်300ကိုဘုရတိရတည်းရည်တို့နှစ်300ကိုသူတို့တည့်ရဆိုတော့ဘုရားပြိဋိဌာန်ပြုတာသူတို့တတတဲ့အတွက်ကျင်ဘယ်လောက်လောက်ရှိပါစေ။ ရှိရကိုရကိုရလောက်ပဲဆယ်တောင်တလားတို့လူလည်းပြောမယ်ဆိုတလားပြည့်သုံးတော့မလိုပါသေးဘူးနော်ခုနှစ်ရလည်းပြုံးရှိသေးတယ်ပြမကြီးတွေသက်တမ်းနဲ့ဆိုရင်ခုနှစ်တောင်မလဲသေးဘူးဒါကြောင့်လူဘဝခဏလေးရေလူဘဝခဏလေးရေလှုပ်ထားကြလှုပ်ထားကြလို့ပြောတာနော်လူဘဝနှစ်တရာဆိုတော့ဘာမှကြာတာမဟုတ်ဘူးဆိုတော့ဒီ55ရက်ဆိုတာ55နှစ်ဆိုတာဟာ နတ်တတနဲ့ကြည့်ဘာမှမကြောက်ခဏလေးငရဲတတနဲ့ကြည့်တော့ကိုဆိုးဒါကြောင့်ဘုရားရှင်အလုံးအရန်လုံးလုံးအဲ့လိုအလုံး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 နည်းနည်းလေးပဲနားရလုံးလုံးနောက်ဆုံးပရိနိဗ္ဗာန်ကိုနေမိတ်သွားတာဟန္တတတိဘိကဝေအမန္တယဘိကဝဝေယဓမ္မသင်္ကာရအပမတိနာသမ္မာတိထဟန္တဟင်မင်ပန်းလေစွာတကား အနာတရှစဝလေးကမယမနာပဲတရားရဲ့အမြတ်ရှိကိုတိုက်ကြွတော်မူခဲ့သဖြင့်ခန္ဓာတော်ရင်တွင်၍ငါကိုယ်တော်အရှိမြတ်တကယ်ပင်ပင်မခဲ့ရသည်ပြီ။ငါတကယ်ပင်မမိတဲ့။ဒါနိဒါနိယခုခာ၌ဒါနိဒါနိကုသိနာယောပင်မျိုးဆုံးစီယကုံသောမောဟောတိရင်တော်ကြီး၌မြောက်တော်ကောင်ပြုကလျောင်း၍ ချိန်ပေါင်းချင်ယန္တနိဗ္ဗာန်သို့ဝင်စံပြီးစစ်စစ်ချိန်ကားလည်းနိုင်အမနယမိအတိတေယသရေမမယအောင်ထင်နေရှားရှားကြည့်မိကြတော်မူခဲ့ပါအံတေခါရတေခါရတရားတို့သည်တေခါရစင်သာဝရပင်မကြပြန်တော်ဟောဒီဓမ္မယောမိတေခါရတရားတို့သည်ဝိယဓမ္မတေကနေတေကနေတေကနေနဲ့အဖြစ်ကလည်းမစင်အဖြစ်ကလည်းမစင်နိုင်တာမို့ ထိတ်စရာဓမ္မအဝိဇ္ဇာကစရာကြောင်းဟေးပရိဒတ်တို့ရဲ့စိတ်သာချကြပြီတော့အနိစ္စဝတ္တရောဘတကံဒုက္ခဝတ္တရောဘတကံအနတ္တဝတ္တရောဘတကံအပမတိတသဗ္ဗတိတအပမတိနာမမိမလျောဘောမဆံမြင်မြန်သောတတိတယံဖြင့်တမ္ပတိတပြည့်စုံရကြပြီကုန်လောတမ္ပတိတ မြင်ရမှလည်းမမေ့နဲ့ကြားရမှလည်းမမေ့နဲ့စားရမှလည်းမမေ့နဲ့ွားရမှလည်းမမေ့နဲ့နေရမှလည်းမမေ့နဲ့တွေ့ရခြင်းရသိရတို့မှလည်းမမေ့လိုက်ကြပါနဲ့မိတ္တတဲ့ဝါသနာတွေကိုမိတ္တတဲ့ဝါသနာတွေကိုတနေ့မကြမဲ့ကြတတိထုံရကြပြီးတော့ဩတရားနာပရိသတ်အပေါင်းတို့ကောင်းတို့သည် အပမဒခောတတိတရားတော်ကိုလက်ကင်ထားကြပါမယ်လို့ဣမံပစ္စည်းမဝါစံဤနောက်ဆုံးစကားဖြစ်တဲ့မမိမလျော်မပေါ်မဆတဲ့အပမဒလို့ခေါ်တဲ့တတိနဲ့နေကြပါကုန်လို့ဆိုတဲ့စကလုံးကိုအဝါစကရုဏာရှိတာမေတ္တာအပြည့်နောက်ဆုံးမိကြတော်မူခဲ့ပါပြီတတိ ရရဲ့နောက်ဆုံးစကလုံးအဲ့ဒါပဲနော်အပမတိနာသမတိထာမမိချာနေတဲ့ငါဖျားဟိုခဲ့တယ်ကွယ်ငါဖျားအောင်မြင်ကျူးစားတယ်ငါဖျားမွေးတယ်တုံမတိတမောအင်ဂျင်တော့မှမွေးတယ်လို့မင်းတို့လည်းမွေးခဲ့ပြီငါဖျားဗုဒ္ဓမင်းရှင်ပလင်အောင်ပါအောင်မြင်အောင်ထုတ်ထည့်ရအောင်ကျူးစားတယ်မင်းတို့လည်းကျူးစားကြငါဗျာတရားတို့သီတုတွေရအောင်ကြည့်ခဲ့လို့ရတယ်လို့ငါပြန်တရားတို့သီတုတွေပါရဏသိမိဂရောင်တော့ပြန်ဟောတယ်တရားတို့သီတုတွေရအောင်လုပ်ကြ ဒါပြောင်းဥဒလိုမင်းတို့လည်းဟောပါမယ်။တကယ်အားရအားရခုံနေတဲ့ဘုံတော်အနန္တကံတော်အနန္တညံတော်အနန္တတကုတော်အနန္တနဲ့ပြည့်စုံတဲ့တို့မြတ်စွာဘုရား။ဘုရားရှင်လည်းနောက်ဆုံးကဆုံးလာပြည့်148ခုနှစ်ကဆုံးလာပြည့်နေမှာပရိနိဗ္ဗာန်မပြုအောင်လားပြုရလား။ပရိနိဗ္ဗာန်ပြုခြင်းမှာဒီအင်းကြီးပင်မျိုးတွေရဲ့ခြားထဲမှာအင်းကြီးပင်မျိုးတွေရဲ့ခြားထဲမှာတရိပ်သုံးနေတဲ့စရောရောက်ခြင်း ဤတော့အနန္တအောင်မိတ်တာဘယ်လိုမိတ်လဲဆိုရင်တကိနေနာပတေနာတိယတေယကဗေတိပါတေပါတံဣဇာတာယသတောတံပသံသောအနန္တဂဟိတမဂါဇလိမဥជីဝအနန္တတကိနေနာပတေနာလယနာပါဖြင့်တိဟတေယခြေသိမေတို့ရဲ့ဣဇေခြင်းကဲ့သို့သောဣဇေခြင်းကိုကပ်ပေတိမြောင်းစေတော်မူ၏ ပါတိလျာခြေတော်ကိုလည်းပါရလဝဲခြေကိုအစ္ဆဒယစင်ငယ်လွဲကတင်ထားပြီတော့မှတတော်တတိတရား၎င်းထားသည့်ဖြစ်၍တမ္ပဇာနောပညာတရား၎င်းထားသည့်ဖြစ်၍ဥထာဏတင်ညာမနတိကရိတော်အနုထာဏတင်ညာမနတိကရိတော်ထမယ်ဆိုတဲ့အမတ်တင်ညာမပါရောပဲနဲ့ကပ်ပြီဒီလျောင်းစတော်မူ၏စာရမတိရဆိုရဆိုတခိနေနာပတ္တနာရဘကလေးကိုစောင်းပြီးတော့တဲ့ ညာဘက်ကိုမြတ်စွာဘုရားဆိုလိုလေးစောင်းပြီးတော့ညာဘက်ခြေတော်ပုံမှာဘယ်ဘက်ခြေတော်ကိုတင်ပြီးတော့ဈေးငယ်လွှဲကထားပြီးတော့အဲ့လိုတောင်းလုံးလဲနေတယ်တဲ့ဒီတကောင်ငါဘုရားလျောင်းဆက်တာပထာတော်လျောင်းဆက်ခြင်းနဲ့လျောင်းဆက်ပြီးတဲ့မြတ်စွာဘုရားဘယ်ဘက်ပြည့်ပြည့်ကြွားပြီးဆိုရင်ဒီကနေ့ပြည့်ကြွားမယ်ပြည့်ကြွားမယ်ဆိုတဲ့အမှတ်တင်ညာရှိတယ် ဆိုကြပါစို့တို့ဒီဒီမှာတရားထိုင်တာတရားဝဲပြီးရင်တော့ဘုရားသွားမယ်ဟိလက်ဆောင်မယ်ဟိအကြောင်းလဲလက်ဆောင်မယ်ဟိအဆောင်ပြန်ပြီးတော့နားမယ်ဟိအဘိယဇာယုမယ်ဟိတရားထိုင်မယ်ဟိကြီးချိုးမယ်ဟိကုလသစေမယ်ဟိဆိုတဲ့ထမယ်ဆိုတဲ့အမှတ်တညာတို့မှာမရှိဘူးလားရှိလားတရားရှင်ဒီကုသနာရေကုန်တာပေါ့အင်ဂျင်တော့ပါနောက်ဆုံးနှောင်းဆက်တာကတော့အနုဥဌာဏသင်ညာမန္တေဂရိတ်တို့ ထမယ်ဆိုတဲ့အမှတ်တညာမပါတော့ဘဲနဲ့အနုဌာဏတညာနဲ့မထသောအိတ်ဆက်ခြင်းနဲ့ငါဘုရားလျောင်းဆက်ပြီးတဲ့ဒီစကားလုံးပြောတာပြောပြီးတော့တတော်တိတ်တရားလက်ကင်ထားသည်ဖြစ်၍တမ္ပစာသောပညာတရားလက်ကင်ထားသည်ဖြစ်၍ဦးဇင်းကအိတ်ဆက်ကလုံးကိုကြိုက်တယ်အိတ်ဆက်ကလုံးကိုကြိုက်တယ်ဆိုတော့တော့ငရဲလာပါကျုပ်ဆရာတို့ကြီးပြန်ကြွလာတော့ပါကျုပ်ဆရာတို့ကြီးနဲ့တော့တွေ့စကားလေးပါကြီးပြောရင်းနဲ့ ဆရာကြီးကိုဥစဉ်ပြောတာပေါ့ဆရာလို့ဖျက်ရှင်ဆင်းလောကနာအဆိုးကောင်းဖြန့်တန်းတဲ့အခါမှာတတိပညာနဲ့ပဲဖြည့်ရှင်းသွားတာတော့လို့တတိပညာနဲ့ပဲဖြည့်ရှင်းသွားတာလို့ဘုရားမှာဘုံတော်အနန္တကံတော်အနန္တညံတော်အနန္တတကူတော်နဲ့တကူနဲ့တွီးတွီးတွီးဆိုဖြည့်ရှင်းသွားတာမျိုးမဟုတ်ဘူးနော်ဘုံနေနဲ့ဖြည့်ရှင်းသွားတာမျိုးလည်းမဟုတ်ဘူးတကူနေနဲ့ဘုံနေနဲ့ကံနေနဲ့ညံနေနဲ့ဒီလိုလုပ်သွားတာမျိုး တကယ်ဟိုပါဝါရီနဲ့လှုပ်သွားတာပြမဟုတ်ဘူးတကူနဲ့ဖြစ်ရှင်းသွားတာပြမဟုတ်ဘူးနော်ဘာနဲ့ဖြစ်ရှင်းတာတတော်တန်ပါဆာဆာတတော်တတိနဲ့တန်ပါဆာနာပညာနဲ့အတိနဲ့ပညာနဲ့ဒါနဲ့ပဲဖြစ်ရှင်းသွားဘာနဲ့ဘာနဲ့ဖြစ်ရှင်းသွားတာလဲဒါပဲဒီ message တကူကိုတို့ကောင်းကောင်းရရင်ဘဝတစ်ခုလုံးရက်တည်လို့ရတယ်မွေးတဲ့နေ့ကနေတည်တဲ့အထိတဲ့မြတ်စွာဘုရားဒီပေးတဲ့ message ကိုတို့ကောင်းကောင်းရရင်အဲ့ဒါနဲ့အဲ့ဒီနှစ်ခုတည်းနဲ့ယက်တည်လို့ရတယ် နေရင်အတွက်လည်းယက်တီလို့ရတယ်။သိရင်အတွက်လည်းယက်တီလို့ရတယ်။ဘုရားရှင်နောက်ဆုံးပရိနိဗ္ဗာန်ပြုခရီးသင်ပေးတဲ့ရေဆိုင်တော်သတိပညာနဲ့ပဲအတိတတိနဲ့ပဲဖြည့်ရှင်းသွားတယ်။တကုတ်နဲ့တူတူတူဆိုပြီးတော့ဖြည့်ရှင်းသွားတာမျိုးမဟုတ်ဘူး။ဦးဇင်းဘာဂျူဆရာရှိတော်ဆရာကြီးဟုတ်တယ်တဲ့အဲ့ဒီအတိုင်းဘုရားသတိပညာနဲ့ပဲဖြည့်ရှင်းသွားတာ။ဆိုတော့တို့ဒီမှာရှိတဲ့ပရိသတ်တွေအကုန်လုံးဦးဇင်းတို့ပြောလိုက်ချင်တယ်။ တတိပညာနဲ့ဖြစ်ရှင်ကြเนาะဇီဝဤကိစ္စနဲ့ခက်ခဲကြုံတဲ့လောကရန်ကြုံတဲ့တတိပညာနဲ့ဖြစ်ရှင်ကျမ်းမာဤကိစ္စကြုံတဲ့တတိပညာနဲ့ဖြစ်ရှင်တဘာဝဘိဒံကြုံတဲ့တတိပညာနဲ့ဖြစ်ရှင်တရားအလုံးလုံးပဲဆိုတဲ့သတိနဲ့ပညာအလုံးပဲเนาะတရားအလုံးလုံးတဲ့တတိပညာနဲ့ဖြစ်ရှင်ဘယ်အရာပဲလုံးလုံးတတိပညာနဲ့ဖြစ်ရှင်ညာ တိပင်းတဲ့ရင်ဆိုင်ရတဲ့အခါမှာလဲတတိပညာနဲ့ပဲဖြည့်ရှင်ရတယ်။အာလုံးတတိပညာနဲ့အရာရာဖြည့်ရှင်။တဘောဝပြီးတဲ့နာမည်မလာဘူး။အဲ့ဒီအတွက်လဲတတိပညာနဲ့ဖြည့်ရှင်။ကိုယ်အိုတဲ့ဒုက္ခ၊နာတဲ့ဒုက္ခ၊သိတဲ့ဒုက္ခကြုံမယ်။တတိပညာနဲ့ပဲဖြည့်ရှင်။စီဝိုင်းနဲ့ပတ်သက်တဲ့အခက်အခဲလောကရန်ကြုံမယ်။တတိပညာနဲ့ပဲဖြည့်ရှင်။လူမွေးချမ်းမာရေးနိုင်ငံအရေးစားတဲ့အရေးပေါင်းများစွာနဲ့လောကရန်ကြုံမယ်။တတိပညာနဲ့ပဲဖြည့်ရှင်။ပြည့်စင်တာနဲ့ဖြည့်ရှင်သွားတာနော်။ ကဲအလုံးသတိပညာနဲ့ဖြစ်ရှင်းကြသဖြင့်သတိပညာတို့ရဲ့အထုထုတ်ဖြစ်တဲ့တရားတို့အတိတုတွေအမြန်ရနိုင်တဲ့သူတော်အကောင်းတွေဖြစ်နိုင်ကြပါစေကုန်သတည်း